မင်္ဂလာပါရှင်စာစဘူး channel လေးရာနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမကတော့စာစဘူးပါစေဝပညာရှင်တယောက်ဖြစ်ပါရရှင်ဒီနေ့တော့ဗောနော်အခုတလောမှာဝမ်ယောဂာတွေလည်းဖြစ်လာနည်းနည်းများတယ်ဗောနော်များတဲ့အတွက်ဆောင်းလို့ဗောနော်အခုလက်တလောဟောဗောနော်အတုံးများနေတဲ့စေအချို့အကြောင်းကိုကျမဟောဗောနော်လို့ပေါ်အထားလို့ပေါ်ခိုင်ဗတ်တီနေဗောနော်ဒီဒီ medical fee ကဒီ healthcare provider တွေကို knowledge sharing အဲ ီ experience sharing လုပ်ပေးတဲ့အနေနဲ့ပြပြပေးချင်ပါတယ်ရှင်။ကျွန်တော်တို့စီမှာပေါ့နော်ဒီကာလမှာအများဆုံးအထောက်များတဲ့ဈေးရောနံပါတ်1ကစားတော့ Metro Night Zoo ပေါ့နော် Metro Night Zoo ဟာအာသူဈေးပြားလဲအများကြီးထုတ်တယ်ပေါ့နော်။ဒီအပိုင်းမှာဒါပြောလို့ရှိရင်အဲဆေး injection ပေါ့နော်ထိုးဆေးလည်းအများကြီးထုတ်ပါတယ်မက်ထရိုနိုက်တာဆိုတော့အားလုံးသိတဲ့အတိုင်းပေါ့နော်ဒီ synthetic antibacterial နဲ့ အန်တီပရိုတိုဇိုအဲဒရပ်ပေါ့နော်ဒီကပားကောင်ကြောင်းဟောဖြစ်တဲ့ဒီဝမ်ကယောဂါတွေအဲဝမ်ကယောဂါကနေပြောမှာပေါ့နော်ဒီအသေးမှာပေါ့နော်အနာဖြစ်တယ်ပေါ့ဒီပါအဆက်အဲ့လိုမှာတုံးတယ်ပေါ့ဟောသူကတော့ဒီဆရာဝန်ညွှန်ကြားမှာပဲတောက်ရတဲ့ဆေးဆိုပေမဲ့လည်းကျွန်မတို့နိုင်ငံမှာတော့ပေါ့နော်ဟိုဘယ်ဆေးဆိုင်မှာပဲဖြစ်ဖြစ်မက်ထရိုပေးပါတက္ကပေးပါဆိုပြီးဝယ်နေကြဆိုတဲ့အကြောင်းမလို့ပေါ့နော်ဟောဆရာဝန်ညွှန်ကြားမှာတောက်ပါလို့ပြောရတာတော့နည်းနည်း ခတ်မယ်ထင်ပါတယ်ရှင်အားကြောင့်မလို့ဒီဆေးကဒီဆေးနဲ့ပတ်သက်ပြီးတော့တော့သူက resistant เนาะဆေးရင်ဘာမှဖြစ်တာအရန်ကိုသူကဟိုတမယိုးစားဖြစ်ပါတယ်အားကြောင့်မလို့ဒီ metro တောက်မယ်ဆိုလို့ရှင်ဆေးရင်ဘာမှမဖြစ်အောင်လို့ပေါ့နော်ဟိုတနေ့ကိုဟို30တောက်မယ်ဆိုလို့ရှင်ပေါ့နော်အနည်းဆုံးတော့5ရက်လောက်တောက်ပြီးဘူး လိုပါတယ်ရှင်အဲအချိန်ကိုလည်းပေါ့နော်၈နာရီအတိအကျဖြစ်စင်တယ်ဆိုလို့ရှင်မနက်၆နာရီတလုံးနေ့လယ်၂နာရီည၁၀နာရီဆိုပြီးတော့တောက်မယ်ဆိုတော့ဒါဟာ၈နာရီကြာသူကွက်တိဖြစ်မယ်ပေါ့နော်အဲပြီးတော့ဒီမက်ထရိုပေါ့နော်အဓိကအပြင်ဆိုလို့ရှင်တော့ဒီအန်တီဘိုင်ယိုတစ် associated diarrhea colitis မှာတုံးတယ်ပေါ့ဒီပိုတက်ဆေးဆောင်မလို့ပေါ့နော်ပိုတက်ဆေးဆောင်မလို့အဲ ဝမ်းရှော့တယ်ပေါ့ကုသစေးရဲ့အဲဒီဘေးရက်ဆိုဆိုပေါ့နော်ဆိုင်ဖက်ချောင်းမလို့ဝမ်းရှော့တယ်ဆိုလို့ရှိရင်လည်းသူပြီးတယ်ပေါ့နော် close student of science associate diary လို့လည်းခေါ်တယ်ပေါ့အဲ့မှာပြီးတယ်ပေါ့နော်ဒီ metro ကိုတောက်တဲ့သူတွေအတွက်အဓိကပေါ့နော်အရေးအကြီးဆုံးရှောင်ရမှာပါလဲဆိုတော့အရှက်ဖြစ်ပါလေရှင့် metro နဲ့အရှက်လုံးဝမတည့်ပါဘူးအ ਨੇ ဆုံးနှစ်နာနှစ်ရက်ပေါ့နော်နှစ်ရက်လောက်တော့လုံးဝ metro နဲ့ခွာပြီးတော့မှ အရန်ကိုပေါ့နော်ခွာပေးဖို့လိုတယ်ပေါ့ရှောင်ပေးဖို့လိုတယ်ပေါ့အတူတူတွဲသားရင်ဘာဖြစ်မလဲဆိုတော့ဒီအရန်ဖြက်စီတောက်ထားတကယ်သူအာနိသင်ရပြီးတော့မှတချို့ပေါ့နော်ဟိုတချို့အဖြစ်ဒီဖြစ်ရက်ဒီမှာဆိုလို့ရှိရင်အသက်အန္တရာယ်ရှိတဲ့တောင်ဖြစ်နိုင်ပါတယ်။ तू อ่ะအဲ့စင်းတစ်ခုကိုအတူတူတောက်မယ်ဆိုရင်နိုင်ရွက်အထက်မှာဘာတွေဖြစ်ပါမလဲဆိုလို့ရှိရင်မက်ဖိုလိုက်ဒဇုန်နဲ့ရက်နဲ့တူတောက်မယ်ဆိုလို့ရှိရင်ခေါင်းမူးမယ်အဲနာစီယာဖုန်လေးတဲ့ပေါ့နော်။ဟာအဲမယ်အဲ ခေါင်းကိုက်မယ်ပြီးတော့ဒီနှောင်းခုံလုံးတွေညံ့လာမယ်ပေါ့နော်အဲဒီအစာအိမ်နာမယ်တချို့ဆိုးတဲ့လူနာတွေဆိုတတ်တာတွေပါတာဖြစ်နိုင်တယ်ပေါ့နော်အားသာမလို့ဒီမက်ထရိုရောအရင်နဲ့ဘဝတွဲမတော့ဘူးလိုအပ်တယ်ပေါ့နော်နောက်တစ်ခုအဲအခုမှအတော့များနေတာလေဘာလဲဆိုရင် probiotic စာချေးပါရှင် probiotic ကတော့အာဒါအဲဒီပေါ့နော်ဒီ အင်းလမ်းကြောင်းအတွက်အဲကောင်းမွန်တဲ့ဘက်တီးရီးယားလေးတွေပေါ့အဲဆပ်ပိုမိုင်းစီဘူလာရီတွေဆိုတဲ့ဘက်တီးရီးယားလေးတွေဒီပါဝင်တဲ့ဒီဆေးထုတ်ကလေးတွေပေါ့နော်အဲဒီပရိုဘိုက်တစ်လေးတွေလည်းအသုံးများပါတယ်ပရိုဘိုက်တစ်ကိုဝမ်းရှော့တဲ့အချိန်မှာတောက်လိုက်လို့ရှင်ဝမ်းရှော့တဲ့အချိန်ကာလနဲ့ဒီဝမ်းရှော့ရဲ့ပေါ့နော်ပြင်းထန်မှုကအနည်းနဲ့အများဆုံးလို့ရော့ကျသွားတယ်အဲဒီ ပူလန်းချောင်းကိုလည်းဒီအကျိုးပြုတဲ့ဘက်တီးရီးယားတွေနဲ့ပြည့်ဝစေတယ်။ဒါပေမဲ့သတိပြုရမှာက probiotic တည်းဒီဝမ်းလျှောတာကိုလုံးဝအကင်းပြတ်ကင်းတဲ့ replacement လုံးလုံးအမျိုးမြေပြပြောက်တဲ့ဆေးရောမဟုတ်ဘူးဒီဥလန်းချောင်းကိုပို့ပြီးတော့ကောင်းပေါ်အားဖြည့်ပေးတဲ့အရာတစ်ခုပဲဆိုတာကတော့သိထားမှာပေါ့နော်နောက်တစ်ခုကတော့ နောက်ထပ်ပေါ့နော်ဒီကာလမှာပေါ့နော်အသုံးများတာပါလဲဆိုရင်တော့ဓာတ်စားပါရှင် ORS ပါ oral rehydration salt ပေါ့နော်အဲ့ဒါဓာတ်စားမှာဆိုလို့ရှိရင်အဲသူက water ရဲ့အဲရေပါမယ်ပေါ့နော်စားပါမယ်တစားရဲ့ပေါ့နော်အဲ့လိုသုံးခုပါမှုတော့မှဒီ one shot နဲ့ချိန်မှာပေါ့နော်ဟောဒီဆုံးရှုံးသွားတာလည်းပြန်ပြီးဖြစ်နေတယ်ပေါ့အဲ့အဲ့မှာပါလဲ glucose ပေါ့နော်ဒီဓာတ်စားကဘာလို့ပြီးလဲဆိုလို့ရှိရင်ဒီပေါ့နော် ဒီဥလမ်းကြောင်းလေးကနေပြီးတော့မဆိုဒီယမ်နဲ့အာဝါတာပေါ့နော်ရေကိုဟိုစုပ်ယူဖို့သူကတွန်းအားပေးတယ်အဲပြီးတော့အလက်ထရိုလိုက်တွေပေါ့နော်ဒီဆိုဒီယမ်ပိုတက်ဆီယမ်ကလိုရိုက်တွေကိုလည်းအဲဒီခန္ဓာကိုယ်ပါပေါ့နော်မျှတလို့သူဆောင်ရွက်ပေးတယ်ပေါ့အဲဒါကြောင့်ဒီကျွန်တော်တို့ဝမ်းရှော့နေတဲ့အချိန်ဆိုရင်ဝမ်းရှော့တဲ့ပမာဏနဲ့ ဒီမျောညီတဲ့ပေါ့နော်ဟိုကိုက်ညီတဲ့ဝမ်းလျှောတဲ့ပမာဏအတိုင်းကိုမြင်း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 ဒီ fluid intake ကိုမြင်းမြင်းတောက်ပေးဖို့ဒါလောကအဓိကလိုအပ်ဆုံးဖြစ်ပါတယ်အဲ့ဒါအရေးအကြီးဆုံးချက်လည်းဖြစ်ပါတယ်ရှင့်နောက်တစ်နောက်တစ်ခုပေါ့နော်နောက်ဆေးတစ်ခုကတော့ဟိုကျမတို့ draw tapering ပေါ့နော် draw tapering draw tapering နဲ့သုံးတယ်နောက် high resin ဖြူတာ bromide နဲ့သုံးတယ်ပေါ့သူကတော့ဒီ one shot ရဲ့ဆောင်ပိုက်ထဲမှာထိုးထိုးပြီးအောင်လာလို့ဘာလို့ဆိုလို့ရှင့်အဲ့ဆေးပြလိုက်လို့ရှင့်ဒါနည်းနည်းတတ်တာပါတယ်ပေါ့နော်သူကဦးရဲ့အဲဒီ လှူရှားမှုကိုနည်းနည်းနှိမ်ဝါစေလို့ပေါ့အဲ့လိုမျိုးလေးပေးပါတယ်။နောက်ဒီပိုးသက်စေအနေနဲ့ပေါ့နော်ပိုးသက်စေအနေနဲ့ဆိုလို့ရှိရင်တော့ဟိုမထရောတော့သူဝယ်တော့နေကြတာပေါ့နော်ဝယ်တော့နေကြတာအဲဒါပေမဲ့ဒီကျမတို့ဒီ flow ကိုလို့တော့အဆူတွေပေါ့အဲ super flower zen level flower zen u flower zen တောက်ဆေးရထူဆေးရပြီးတယ်ပေါ့နော်ဒီမှာတော့အဓိကတော့ sea friend တွေပေါ့နော် super flower zen တွေလာထုတ်ကြတာတွေ့ပါတယ်ရှင်အဲ super flower zen အကြောင်းတော့ acute water diarrhea ပေါ့နော် အဲ့မှာဆိုလို့ရှိရင်သူဒီဒီ one shot ရဲ့အချိန်မှာသူပေးတယ်ပြီးတော့လို့ traveler's diary ရပါဘောเนาะဒီခရီးသွားလို့ရေပြောင်းပြီးပြောင်းဖြစ်လို့အဲ့လိုမျိုးအဲ one shot ရဲ့ဆိုလို့ရှိရင်သူပေးတယ်ဘောเนาะသူကတော့အာ9ရက်အတွင်းမှာ တတ်တာလေဘောတော့အဲ super processor ဆင်းပေးတဲ့အချိန်မှာအဲဒါကြောင့်မို့သူ့ပေးရဆိုလို့ချင်း၃ရက်ပေးရလဲပေးမပေးရလဲတစ်ပတ်ပေးရပေါ့အဲ super processor ဆင်းနဲ့ပတ်သက်လို့သူပြောပါတော့ channel ဒီလို offlog ကိုလည်းသူပြောပါအဲ sigro နဲ့အဓိကတော့ sigro processor ဆင်းပေါ့နော်ကျွန်တော်တို့စီမှာထုတ်ညာတာ sigro processor ဆင်းဆိုသူ့အကြောင်းနဲ့လည်း share လုပ်လို့လိုက်ပေါ့ sigro processor ဆင်းအကြောင်း limit တစ်ချက်ခါကြောင့် node ပစ္စည်းတွေနဲ့အဆင်မပြေဘူးပေါ့လေတောက်ဆေးဆိုလို့ချင်း node ပစ္စည်းတွေနဲ့အဆင်မပြေဘူးသူရဲ့အဆောက်အယူမှုကိုနှိမ့်ပေးစေတယ်အဲအဲ့လိုပဲခု ဒီ antacid တွေပေါ့နော်ဒီအစာရင်ဆေးတွေနဲ့လည်းအဲသူကဟိုအဆင်မပြေဘူးပေါ့နော်အစာရင်ဆေးနဲ့တော့တွေ့ရအနည်းတဲ့အင်းရော့သွားတယ်ပေါ့အဲဒါကြောင့်မို့ဒီမဲ့မတည့်တဲ့ခံနေလဲအဲသူနဲ့ပေါ့နော်အတူတူထွက်သွားလို့အဆင်မပြေတဲ့ဆေးတွေနဲ့တောက်မယ်ဆိုလို့ရှင်တော့အဲ 2 hour before 6 hour after ပေါ့အဲအဲ့စေမတော့ခဲ့2နာရီချာမယ်အဲ့စေတော့ပြီးတော့6နာရီချာမယ်အဲ့လိုမျိုးတော့တော့အဆင်ပြေပါတယ်ရှင်အဲနောက်ကျမတို့ဒီ NSAID တွေပေါ့နော် Ibuprofen တို့အဲ Naproxen တို့အဲ့လိုခါနေဆိုစီချာတွေပါရတတ်တယ်ပေါ့နော်အဲ့လိုမျိုးဟိုဒီ results တွေရှိတယ်ပေါ့အဲ့ကျမတို့အခက်ခဲပြောက်စီပြီးဖို့လိုလဲဆိုရင်လည်းကောင်းတာတော့ပါလားစီတမောပဲပြီးတာကောင်းတယ်ပေါ့နော် Warfarin တို့ပါလို့လဲဆိုလည်းအဆင်ပြေပေါ့နော် Warfarin နဲ့လည်းတိတ်ပြီးတော့စီပရိုနဲ့အဆင်ပြေပြီးတော့ဒီ Tenzanitin ဆိုတဲ့ဆေးနဲ့ဆိုလို့ရှင်သူက လူနာဒီ blood pressure တွေပေါ့နော်ပေးပေါင်ကြတာတွေပါပြီးဖြစ်တတ်တယ်အဲအိုက်ဆေးရဲ့ဒီပေးလိုက်တဲ့ဒီတင်းစံတင်းရဲ့ level တက်ပြီးတော့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ TO filing နဲ့ဆိုလို့ရှိရင်လည်း TO filing လည်းပဲအဲတက်တတ်တယ်ပေါ့နော်အဲပြီးတော့ sildenafil လို့ဆိုရင်လည်းဆိုရင် pressure ကျတတ်တယ်ပေါ့နော်လူနာရဲ့ pressure ကျတတ်တယ် probenecin နဲ့ဆိုလို့ရှိရင် ciprofloxacin ရဲ့ level ကအဲ ciprofloxacin တွေးထဲမှာများလာတာတွေပါဖြစ်တတ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ခုနကကျွန်မပြောရတဲ့ဆေးတွေနဲ့ဆိုလို့ရှိရင်မှာတတိထားပြီးတော့ပေးဖို့လိုတယ်ပေါ့နော်ပြီးရင် ဒီပေါ့နော်ဒါရီယာရတဲ့အခါမှာ folic acid ကိုလည်းအဲပြစားတယ်ဗျာဒါပေမဲ့ folic acid ကတော့သူက DNA synthesis မှာပါတယ်ဗောလေ DNA synthesis မှာပါတဲ့အတွက်ကြောင့်မလို့သူဒီအဲဒီဦးလာအကြောင်းတွေကိုပို့ပြီးတော့မှ repair လုပ်ပြီးပြင်ဆင်ပြီးလို့ကောင်းနေဆိုရင်လည်းဟို folic acid အတွက်ကတော့ဒီပေါ့နော် one ဒီပေါ့ဝဲရှော့တာကိုထိထိရောက်ပျောက်ခဲနေဆိုတာမျိုးအဲ့လိုမျိုးဟိုကတော့မရှိသေးဘူးပေါ့ဒါပေမဲ့ပြီးတော့ပေးကြတယ်ပေါ့ followers ကိုလည်းနောက်တစ်ခုကကျတော့ဒီဝဲရှော့တဲ့အချိန်မှာမဖြစ်မရှိမဖြစ်ပေါ့နော်မပေးမဖြစ်မိဘပေးကြတာဇင့်ပေါ့နော်ဇင့်ရတော့သူကဒီဝဲရှော့တဲ့ပြင်းထန်မှုကိုပေါ့အကြချင်းကိုရော့ကြစေတဲ့ဒီအဖြစ်စာတစ်မျိုးပေါ့အဖြစ်စေတစ်မျိုးပေါ့နော်အဲ့သူကဒီပေါ့နော်ဒီဥလန်းချောင်းတွေ ခုနလိုပြန်ပြီးတော့ပြင်ဆင်တာပေါ့နော် repair လုပ်တာကိုလည်းသူအားပေးတယ်အဲပြီးသွားလို့ရှိရင်ဦးလန်းဆောင်မှာ intestinal lining လေးတွေရှိတယ်ပေါ့နော်အဲ့ဒါဒီအဲ့ဒီဦးလန်းဆောင်မှာရှိတဲ့ intestinal lining lining လေးတွေရာဒီပေါ့နော် one shot ကိုအဲပြက်စီးသွားတယ်ဘာညာဆိုရင်လည်းသူပြန်ပြီးတော့ပြင်ပေးတယ်ပေါ့အဲ့လိုပြင်ခန္ဓာကိုယ်ရခုခံအားကိုလည်းတိုးတက်စေတယ်အဲ water နဲ့ပေါ့နော်ရေနဲ့ electrolyte တွေစုပ်လို့လည်းများစေတယ်ဆိုတော့အဲ့ဒီ zinc နဲ့ ORS နဲ့ပေါ့တက်စားနဲ့ပေါ့တောင်းမယ် probiotic လေးတောင်းမယ်အဲပြီးသွားလို့ရှိရင် folic lesson တွေလည်းနည်းနည်းထပ်တော့မယ်ဆိုရင်တော့ဟိုအဓိကကတော့ ဒရုန်းကတစားကိုဝင်သလောက်ပေါ့နော်တောက်ကိုပေါ့အဲ့လိုဆိုရင်တော့ one shot တာတော်တော်ဆိုပျောက်သွားပါအဲ့လိုမှမပျောက်ဘူးဆိုရင်တော့ကျမတို့ကဆေးရုံဆေးကန်ကိုတွားပြီးတော့မှသူကလိုအပ်တဲ့ခုနကလို့စပရူဖလောက်ဆာဆင်းလို့ပါတော့တောက်ဆေးပေးရင်လည်းပေးထိုးဆေးပေးရင်လည်းပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့တတ်တာသွားနိုင်ပါတယ်ရှင့်အဲအခုနကကျမပြောခဲ့တဲ့ဆေးတွေကတော့ဒါကျမတို့စီမှာပေါ့နော်လက်တော်ပေါ့နော်ဒီ one shot တာအတွက်ပေါ့နော်ဒီ buy one buy နဲ့ပတ်သက်တဲ့အဲဒီ one shot one shot အတွက်ကိုဒါအများဆုံးထုတ်နေတဲ့ဆေးတွေဖြစ်ပါတယ်ရှင့်အဲအားလုံးကိုကျေးဇူးတင်ပါတယ်